စီချိုရဲ့နောက်ဆက်တွဲကြောင့်ပဲဖြစ်ဖြစ်တွေးတိုးယောဂကြောင့်ပဲဖြစ်ဖြစ်ကြောက်ခက်ပြစီနေရဆိုရင်တော့အနည်းအထိုင်အစာအသောက်ယူဆိုင်ဖို့လိုအပ်ပါတယ်အစာတလုံးကြောင့်ကြောက်ခက်ကိုမထိခိုက်စေခြင်းမို့ဆိုရင်ဘာတွေကိုရှောင်းအောင်လဲဆိုတော့ကိုပြပြပေးသားမှာပဲဖြစ်ပါတယ်နော်ကြောက်ခက်ရဲ့အဓိကတောင်းဝန်ကခနာကိုအတွင်းမှာရှိတဲ့အညစ်အကြေးတွေကိုစစ်ထုတ်ပေးတာပါတွေးတွင်းကရှိတဲ့အညစ်အကြေးတွေကိုလည်းတန့်စင်ပေးပါတယ်စစ်ထုတ်လိုက်တဲ့အညစ်အကြေးတွေကိုစီးရင်ထဲမှာတင်ထားပြီးတော့စီးရဖြစ်တဲ့ခနာကိုပြင်ပကိုဆွန့်ထုတ်ပေးပါတယ် ီလောက်တော့ဝင်အများကြီးယူထားရတဲ့ခနာကိုတစ်ခုလုံးကိုကျမ်းမာဖို့အတွက်ကြောက်ခဲ့ရဲ့ကျမ်းမာဖို့ကမရှိမဖြစ်လိုအပ်ပါရနော်ဒီနေ့မှာတော့ကိုမကြောက်ခဲ့ယောဂရှိနေတယ်။ဘာတွေကိုရှောင်းရမလဲဆိုတာပြပြပေးသားမှာဖြစ်ပါတယ်။ကိုကတခုခုဆိုရင်အာယုံဆုဆရာခတ်နေတာ၊ခြေကုန်လက်ပန်းကျတာ၊အကြောင်းရင်းတေချာမရှိဘဲနဲ့ပင်ပန်းနေမယ်။အိတ်ဆိုင်မှုဆိုင်ရာပြဿနာတွေရှိနေမယ်။အသားတွေ၆တွေရရန်လာမယ်။စီခနာခနာသွားနေရမယ်။စီးထဲမှာသွေးပါနေမယ်။စီးမှာအမြုပ်တွေထလာမယ်ဆိုလို့ရှိရင်တော့ဒါကကိုကြောက်ခဲ့ယောဂကိုခံစားနေရတာပဲဖြစ်ပါတယ်။ ကိုမကကြောက်ခဲ့ရောကရှိတယ်။ဘာတွေကိုရှောင်းအောင်လဲဆိုတာကိုမသိတဲ့လူတယောက်အနေနဲ့အခုပြပြပေးမယ့်အစားအစာတွေကိုမစားသင့်ပါဘူးနော်။ပထမအဆုံးအစားအစာကတော့အယောင်ရင်းနဲ့ကိုလာပါ။ကိုလာကအယောင်ရင်းလေလေကယ်လိုရီနဲ့တခြားပိုင်မှုလည်းမြင့်တယ်လို့ဖော့စဖောရက်ပိုင်မှုလည်းများပါတယ်။တာရှိကန်ဆေးနဲ့အဆိုးဆေးတွေလည်းပါဝင်နေပါတယ်။ဒါတွေကဆွဲလန်းစေနိုင်တယ်လို့ခန္ဓာကိုယ်ကလည်းဖော့စဖောရက်ကိုစုပ်ယူနိုင်စမြင့်တက်နေပါတယ်။ဒီအခြေအနေကကြောက်ခဲနဲ့မတိတော်တာကတော့အမှန်ပါ။ ဒါကြောင့်မို့လို့ကိုယ်ကကြောက်ခရောက်ခရှိနေမယ်ဆိုရင်တော့အယောင်ရည်ကိုလာတွေကိုရှောင်စီစင်ပါတယ်။နောက်တစ်ခုကတော့ထောပတ်ဒီပါ။ထောပတ်ဒီမှာကအာရပောင်းမှုမြင့်တယ်လို့နှလုံးကိုချမ်းမာစေတယ်။အစီအမြင့်တဲ့တတို့ဆက်ကျင်ပစ္စည်းတွေများစွာပါဝင်နေပါတယ်။ကျန်းမာရေးနဲ့ညူတဲ့အစားအစာဆိုပေမဲ့ကြောက်ခရောက်ခရှိနေတဲ့သူတွေအတွက်ကတော့မသင့်တော်ပါဘူး။အချောင်းကတော့ထောပတ်ဒီကအာရတံမှုလည်းမြင့်တယ်လို့ပိုတက်ဆီယမ်ပောင်းမှုလည်းမြင့်ပါတယ်။နောက်တစ်ခုကတော့စီတုအစားအစာတွေပါ။စီတုဘူးတွေကအစားအစာအဆင်ပြေတယ်။ မြန်လဲမြန်လဲဆိုပေမဲ့ဆိုဒီယံပိုင်မှုအရင်မြင်ပါတယ်။ဆိုဒီယံပိုင်မှုမြင်တာကကျန်းမာရေးအတွက်လည်းမကောင်းသလိုကြောက်ခွေရောဂါရှိတဲ့သူတွေအနေနဲ့လည်းလုံးဝမသင့်တော့ပါဘူးနော်။ဒါကြောင့်မို့လို့စီတုအစားစားတွေကိုရှောင်စီခြင်းပါတယ်။နောက်တစ်ခုအနေနဲ့တော့ဂျုံချမ်းပါမှုပါ။ဂျုံချမ်းပါမှုကကျန်းမာရေးနဲ့ညွတ်တဲ့အစားအစာတစ်ခုပါ။အာရပြည့်ဝသလိုအမြင့်တက်လည်းပါမှုများပါတယ်။ဒါတွေပြတော့ဆိုမဟုတ်သေးပါဘူး။ဂျုံချမ်းပါမှုမှာကဆိုဒီယံနဲ့ပိုတက်ဆီယံပါမှုလည်းတော်တော်လေးကိုမြင့်နေပါတယ်။ ဒါကြောင့်မို့လို့ကြောက်ခဲ့ယောဂရှိတဲ့သူတွေအနေနဲ့ဂျုံချမ်းပေါင်မော့အစားပေါင်မော့အဖြူကိုပဲစားပေးသင့်ပါတယ်။နောက်တစ်ခုကဆန်လုံးညိုပါ။ဆန်လုံးညိုမှာကဆန်ဖြူဓာတ်ပိုတက်ဆီယမ်နဲ့ဖော့စဖိုရပေါင်းမှုများနေပါတယ်။ဒါကြောင့်မို့လို့ကြောက်ခဲ့ယောဂရှိနေမယ်ဆိုရင်တော့ဆန်လုံးညိုကိုမစားပါနဲ့နော်။နောက်တစ်ခုကတော့ငပြောသည်ပါ။ငပြောသည်မှာကပိုတက်ဆီယမ်ပေါင်းမှုမြည်တဲ့အတွက်ကြောင့်မို့လို့ကြောက်ခဲ့ယောဂရှိနေတဲ့သူတွေမစားသင့်ပါဘူး။ကြပြောသည့်အပြင်တရုတ်စီးသည့်နနက်တီတို့ကလည်းကြောက်ခဲ့ယောဂရှိနေတဲ့သူတွေအတွက်မတင်တော်ပါဘူးเนาะနောက်တစ်ခုကလိန်မော်တီပါ ီမိုဒီကာဗီတာမင်စီကျွေးဝါတို့ပိုတက်ဆီယမ်နဲ့ပေါင်းမှုမြင်မှာပါတယ်။ဒါကြောင့်မို့လို့ကို့မှာကြောက်ကြရောဂါရှိနေဆိုရင်တော့လီမိုဒီမစားပါနဲ့နော်။နောက်ဆုံးတစ်ခုကတော့ပြင်ပြထားတဲ့အသားတွေပါ။ပြင်ပြထားတဲ့အသားတွေမှာကဆူဒီယံပေါင်းမှုမြင်သလိုတရှိကံပစ္စည်းတွေစိုးစိတွေလည်းတော်တော်များများပေါင်းနေပါဗျ။ဒါတွေကကျန်းမာတဲ့သူတွေအတွက်တောင်မှရရှိမှာအဆင်မပြေနိုင်ပါဘူးနော်။ဒါကြောင့်မို့လို့ကိုကကြောက်ကြရောဂါခံစားနေရတယ်ဆိုရင်ပြင်ပြထားတဲ့အသားတွေကိုမစားပါနဲ့နော်။ခုပြပါပေးခဲ့တာဆိုရင်တော့ဖြင့်ကို့မှာကကြောက်ကြရောဂါရှိနေတယ် ။ဘာစားစာတွေကိုရှောင်းအောင်လည်းမသိဘူးဆိုတဲ့သူတွေအတွက်ပြပြပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထောင်ပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ပြီးတော့မှပြန်တွေ့မယ်နော်။